မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ကျမ်းပါစစ်တပ်ရဲ့ရဟတ်ရင်စင်းတပ်တဲ့နေရာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ15ရက်နေ့ည9:00နာရီခန့်မှာရေဦးမြို့မှာရှိတဲ့တိုင်းရင်းစေယုံဝင်းအတွင်းထဲမှာရှိတဲ့ကြက်မဆက်တက်ရဲ့ရဟယင်ဆင်းတက်တဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာကြက်မဆက်တက်ရဲ့ MI-17 ရဟယင်ဆင်းတက်တဲ့နေရာကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့အဲ့ဒီရဟယင်ဆင်းတက်တဲ့နေရာဟာအနည်းငယ်ပျက်စီးသွားတယ်လို့သိရပါဗျ။ကြက်မဆက်ကောင်စီတပ်သားများဘက်ကလည်းဆွတ်ဆက်တဲ့မမလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ကြောင်း Wolf Guerrilla LDF ရေဦး Air Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အလားတူပဲမကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့အနောက်ဖုံကန်ရွာကိုတော်လိုင်းတပ်ဖွဲ့များက November 14ရက်နေ့မနက်၈နာရီခန့်မှာ Rocket 10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra 1ပခုတ်ကူအဖွဲ့ကဘိုးမွေဟောက်ကပြောကြားထားပါတယ်အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာပြူစောတီခေါင်းဆောင်မင်းစော်ဦးနဲ့စစ်တပ်အရာရှိ နေထိုင်တဲ့အဆောက်အဦရှိကိုဘုံဒီတလုံးပြူစောတီများနေထိုင်တဲ့နေရာကိုဘုံဒီတလုံးနဲ့ပြူစောတီကျေးရွာအနှံ့ကိုဘုံဒီများကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိမရှိကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Cobra 1ပခုတ်ကူဗန်ငိ Gorilla Force နဲ့ ူရိန်တီယာအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းများဖြစ်တဲ့ Microwave Tower တိုင်းစခန်းနဲ့စီမံကိန်းရုံးတို့မှာရှိတဲ့စစ်ကောင်စီတပ်သားများကို drone နဲ့ပုံကျဲတိုက်ခိုက်ရောင်းစစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ကြောင်နေမော်ချင်းရွာအောက်ပိုင်း အောက်ချက်ဝညောပြင်ကြေးရွာများစီကိုအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ခန်းကစစ်ကြောင်းထိုးလာတဲ့အတွက်နိုဝင်ဘာလ6ရက်နေ့မှာ microwave tower တိုင်းစခန်းကို၎င်းနိုဝင်ဘာလ17ရက်နေ့မှာစစ်တပ်စခန်းချရာစီမံကိန်းရုံးကို၎င်းလောင်းလုံး PDF ကအသီးသီးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တုံးဦးတည်တယ်လို့သတင်းရထားတယ်။တေချာခိုင်လုံအောင်တော့ထပ်ပြီးတော့စုံစမ်းနေတုန်းမှာကျောင်းနီမော်ရွာမှာကစခန်း၃ခုခွဲပြီးတော့နေကြတယ်။ microwave tower တိုင်းစခန်းကျောင်းနီမော်ဖရာကုန်းစခန်းစီမံကိန်းဆက်ယုံစခန်းနေနဲ့ပင်လယ်ထဲမှာလည်းစစ်တပ်မော်တစီအမြင်ရှိတယ်။ တိုက်ခိုက်မှုအပြီးမှာတော့အင်အားထပ်ဖြည့်လာတော့မရှိသေးဘူးဒီနေ့မနေ့ပိုင်းမှာတော့လောင်းလုံးအပေါ်မှာရှိတဲ့တန်ပုံတောင်စခန်းကနေအင်အား20လောက်မင်းရဲ့ကြေးရွာဘက်ကိုစစ်ကြောင်းထိုးထွက်လာတာရှိတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖာဒဝဲခရိုင် drone စစ်စင်ရေးအဖွဲ့ Federal ဒူဝန်ပြောက်ကြားအဖွဲ့ YPPDF နဲ့ຫນွေဦးပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငတရောက်မြို့နယ်တောပြားကြီးရွာနေစစ်တပ်တောက်တိုင်းအကြီးစားကြော်မိုးဆိုသူကိုပြစ်ခတ်ရှင်းလင်းရာတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ15ရက်နေ့ည7:00နာရီကအချိန်မှာငတရောက်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးရာမှာကားမောင်းလိုက်ပါပြီးတော့လမ်းပြအဖြစ်နဲ့လုံဆောင်ပေးသူလည်းဖြစ် ညာဦးခရိုင်အကြမ်းဖက်ဆက်တက်လက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကအရာရှိများနဲ့ဂျီဝမ်းစစ်အရာရှိနဲ့လည်းအလွန်ရင်းနှီးသူလည်းဖြစ်သူငတရောင်မြို့နယ်တောပြားကြီးရွာကကြော်မိုးဆိုသူကိုဝင်ရောက်ပြစ်ခတ်ရှင်းလင်းခဲ့ရမှာနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါဗျ။သူကညာဦးခရိုင်စာသုံးလုံးအရာရှိရဲ့ G1 တို့နဲ့လည်းအရန်ရင်းနေတယ်ပြူစောတိတွေအထက်ကအကြီးပိုင်းနေနဲ့လည်းပိုင်နေသူကနောက်ွယ်ကနေကြိုးကင်နေတာစစ်ကောင်စီရဲ့အဓိကလက်ကင်တုံးပေါ့လက်နက်ရှိတယ်လို့သတင်းရထားတယ်ဝင်ပြတဲ့အချိန်မှာတော့တေချာရှာချိန်မရခဲ့ဘူးမတေရောက်ရဲစခန်းကစိုက်ကယ်နဲ့လာရင်10မိနစ်လောက်ပဲကြာမှာအဲ့ဒါကြောင့်အချိန်သိမ့်မရလို့မရှာခဲ့ရဘူး အလောင်းကိုဒီမနက်မှလာတဲသွားတာပါညကလာမတဲရဲဘူးလာရင်လည်းအရင်လိုအင်အားနဲ့နဲ့နဲ့မလာရဲတော့ဘူးအင်အားတုံးပြီးတော့လာတာလို့ပကံဘလူးတက်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းပြစ်ခတ်ရှင်းလင်းမှုကိုပကံပြည်ဘလူးတက်ဖွဲ့နဲ့ငတ်တယောက် PDF တက်ဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲနိုဝင်ဘာလ17ရက်နေ့ည9နာရီခန့်ကကြောက်ပရောင်းမြို့နယ်ခေါင်းလေကြေးရွာအုပ်စုကုန်းပေါ်နဲ့ကြေးရွာနေအုတ်ချုပ်ရေးမှုအောင်စိုးကိုပကံပြည်ဘလူးတက်ဖွဲ့ပုပ်ပါ Protection and Gorilla Force Eagles နဲ့မြင်းကြံ Black Tiger အဖွဲ့တို့ကပူးပေါင်းပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်ပြည်နယ်မုံမောင်းမြို့နယ်မှာစစ်တပ်ရဲ့လေယာဉ်နဲ့ဗုံးကျဲချမှုကြောင့်တေဆုံးသွားတဲ့ကလေးတငယ်များနဲ့ပြည်သူများကိုဒီကနေ့မှတကြိုမှဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က November 15ရက်နေ့ညနေ4:00နာရီအချိန်ကမုံမောင်းမြို့နယ် ကုန်းလုံးရွာမှာရှိတဲ့စစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့ခရီးရန်ဖျားရှိခိုးเจ้าကိုအချမ်းပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေเจ้าကနေဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးတငယ်များအပါအဝင်ပြည်သူ၉ဦးသေဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တေဆုံးသူကလေးငယ်များနဲ့ပြည်သူများကိုဒီကနေ့မှာ ခရီးယန်ဘာသာရေးရှီခိုးဆူတောင်းပွဲနဲ့အတူတကြုံမှာဖြစ်ပြီးတော့ဒံယာရသူတချို့ဟာလည်းလိုင်ဇာမှာဆေးကုသရန်ရောက်ရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တချို့ကရှင်းပြထားပါတယ်။လိုင်ဇာဘက်ကလည်းလေရင်ဘုံထိတဲ့လူတွေဆေးကုဖို့ရောက်လာကြတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။လက်တလုံးမုံမောက်မှာကလေးတငယ်များအပါအဝင်ပြည်သူများအဆုတ်လိုက်အပြုံလိုက်တိတ်ဆုံးမှုဖြစ်ပွားစေခဲ့တဲ့စိတ်လေရင်နဲ့ဘုံကျဲချမှုမှာအသက်အန္တရာယ်အခြေအနေစိုးရိမ်ရတဲ့အထိဒံယာရရှိတဲ့လူနာများလည်းပါဝင်တယ်လို့သိရပါတယ်။ တေဆုံးသူအရေးတွက်ဟာဆက်လက်ပြီးတော့တိုးပွားလာနိုင်တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာပန့်တကူလိုက်ကောက်ရင်းနဲ့ကားတိုက်ခံရပြီးတော့အမျိုးသမီးတဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာနိုဝင်ဘာလ15ရက်နေ့ဒဇောင်မုံလာပြည့်ညကပန့်တကူစွန်ကျဲတဲ့ငွေလိုက်လံကောက်ယူသူတွေများပြားခဲ့ပြီးတော့ကားတိုက်မိလို့အမျိုးသမီးတဦးတေဆုံးပြီးတချို့တွေကတော့ဒဏ်ရာရရှိခဲ့တယ်လို့လူမှုကွန်ရီးအသင်းနဲ့ဒေသခံတွေစီကသိရပါတယ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအခြေခံလူဒန်းစားတွေအနေနဲ့မိသားစုစားဝတ်နေရေးကြက်တဲလာတာကြောင့်လမ်းမဘော်ဒီမှာအတက်နဲ့ရင်းပြီးတော့ပန့်တကူစွန့်ကျဲတဲ့ငွေတွေကိုလိုက်လံကောက်ယူနေကြတယ်လို့သိရပါတယ်။ကားလမ်းမတွေထပ်မှလူစုလူဝေးနဲ့ဆောင်ဆိုင်ပြီးတော့လာကျဲမဲ့ပန့်တကူငွေကောက်ယူတဲ့ဒူတွေဟာတနေ့ထက်တနေ့ပုံပုံများပြားလာပြီးတော့ကားနဲ့တိုက်မိလို့ထိခိုက်ဒဏ်ရာရပြီးသေဆုံးသွားတာတွေလည်းရှိလာတယ်လို့သိရပါတယ်။ပန့်တကူစွန့်ပစ်တဲ့ဒူတွေအနေနဲ့ပန့်တကူကို ်နေအိမ်ပတ်ဝန်းကျင်နဲ့လမ်းတွေမှာဝတ်ထားပြီးတော့လှူဒန်းကြတာတွေရှိတယ်လို့တချို့ကလည်း online ကနေလှူဒန်းတာတွေရှိတယ်လို့အများစုကတော့ကားနဲ့လက်ပတ်ပြီးတော့လမ်းမတွေပေါ်မှာအလူငွေတွေကျဲချခဲ့တဲ့အတွားလိုက်လံကောက်ယူသူတွေထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့တေဆုံးတာတွေလည်းရှိခဲ့တယ်လို့ရန်ကုန်မြို့ကလူမှုကူညီရေးအဖွဲ့တွေစီကသိရပါဗျ။မနေ့ကညပိုင်းကရွှေပြည်သာမြို့နယ်၁၄လမ်းစုံပလဲလမ်းမှာတားမိ၄ရောက် ပန့်တကူကောက်ရွာကနေအသက်40အရွယ်အမေဖြစ်တဲ့သူကားတိုက်ခံရလို့ဒဏ်ရာအပြည့်ထံရပြီးတော့ဆေးရုံအရောက်မှာတေဆုံးခဲ့တယ်လို့ကနောင်နာရေးရှင်ရေးကုညီမှုအသေးစီကသိရပါဗါရန်ကုန်ရွှေပောက်ကန်မြို့တက်နေသူတယောက်ကလည်းညကရွှေပောက်ကန်ဆက်တဲ့ဈေးဘက်မှာကလေးလေးတယောက်ပန့်တကူကောက်ရင်းနဲ့ကားတိုက်ခံလိုက်ရတာကားပေါ်ကချဲသွားတဲ့ပတ်စံကိုဝိုင်းလူကြတာအပြော်ကနေအပြတ်ဖြစ်မှာဆိုးရတယ်ကောက်နေကြတဲ့သူတွေကလည်းအရွယ်ဆုံးပါပဲယောက်ျားလေးမိန်းကလေးလူကြီးကလေးအဆုံးပဲတချို့ကြတော့လေအပြော်ရှာပြီးတော့ကိုလုံနေတာ လူတွေကစားဝတ်နေရေးခက်ခဲနေကြတော့ပန်းတကူစွန်ကျဲတာကိုအသက်နဲ့ရင်းပြီးတော့ကောက်နေကြရတာပေါ့ကားသမားတွေကိုတော့အချိန်လျှော့ပြီးတော့မောင်းပေးစေချင်ပါတယ်လို့ပြောဆိုထားပါတယ်အလားတူပဲစမ်းချောင်းမြို့နယ်ဗဟိုလန်းဝေလူဝန်လမ်းကျယ်မှာလည်းပန်းတကူပတ်ဆံကျဲတာကိုလူကောက်ရွာကနေချော်လဲပြီးတော့ဥကောက်နဲ့နောက်ဆက်ထောက်ရမလောက်ကွဲသွားတဲ့ဒုတိယကိုလည်းရန်ကုန်စေယုံကြီးအရေးပေါ်ဌာနစီကိုပို့ပေးခဲ့ရတယ်လို့အနာဂတ်အလင်းတန်းလူမှုကွန်ရီအဖွဲ့စီကသိရကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအနောက်ချမ်းရွှေတောင်မြို့နယ်ရင်းမှုကုန်းရွာအောင်ချမ်းသာရက်ကွက်ကအသက်50အရွယ်ကိုကြီးမိုးဆိုသူကိုထွေအုပ်စရဲအိမ်မင်းနိုင်အသက်ခံရမှုနဲ့ပတ်သက်တယ်ဆိုပြီးတော့တိုင်ကြားချက်ကြောင့်ဆိုပြီးစစ်ကောင်စီဘက်ကလက်ရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းကရင်းမှုကုန်းရွာအုပ်ချုပ်ရင်းမှုဖိုးလုံးကဥဆောင်ပြီးတော့ရဲတပ်ဖွဲ့ဝင်တချို့နဲ့စစ်သားအပါအဝင်လူ10ဦးကလက်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့အခုချိန်ထိမိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။ ရင်းမှုကုန်းမှာထွေအုပ်စရိတ်အိမ်မင်းနိုင်ကိုတတ်တဲ့အမှုမှာပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့တိုင်တဲ့သူရှိတယ်ဆိုပြီးအမှုမရှိအမှုရှာပြီးတော့လာဖမ်းသွားပါတယ်။ရွှေတောင်မာကအဲ့လိုပဲမစ်ရှင်ဖြစ်ပြီးပြီဆိုရင်ဘာမှမဆိုင်တဲ့ပြည်သူတွေကိုအမှုရှာပြီးတော့ဖမ်းသွားတယ်။အရင်ကဆိုရင်ဖမ်းသွားပြီးတလားလောက်ကြာမှရဲစခန်းကိုခေါ်ပြီးတော့ပုံတွေကိုပြပြီးတိတ်ဆုံးနေဆိုတာသိရှိကြောင်းလက်မှတ်ရေးထိုးခိုင်းတယ်လို့ပြောဆိုထားပါတယ်။ရွှေတောင်မြို့နယ်အတွင်းမှာဖမ်းဆီးခံရတဲ့အပြစ်မဲ့ပြည်သူတွေကိုလာအနှဲငယ်အကြမှာမိသားစုတွေထံကို ရဲစခန်းလာကြည့်ဖို့အကြောင်းကြားခဲ့ပြီးတော့ရဲစခန်းရောက်တော့မှဓာတ်ပုံတွေကိုပြကမိသားစုဝင်တွေကိုတေဆုံးကြောင်းအတီးပြူခိုင်းလေရှိတယ်လို့သိရပါတယ်။အော်တိုဘားလ28ရက်နေ့ကစစ်ကောင်စီအတွက်စစ်မှုထမ်းစုဆောင်းရမှာတတ်တက်ကြွကြွပါဝင်ပေးခဲ့ပြီးတော့စစ်မှုမထမ်းဆောင်လို့သူတွေစီကနေပြီးတော့စစ်ကောင်စီအတွက်ငွေကြေးတောင်းယူခဲ့သူထွေအုပ်စရေးအေးမင်းနိုင်ကိုပြည်ခိုင်ပြည်သူ့ကာကွယ်တပ်မတော်3631 PDF တပ်ရင်းတပ်ခွဲ၄ကတနက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့တာကြောင့်တေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။